ရိတ်သမားအလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဂိုးလ်မားနီယားရဲ့လက်စွမ်းပြမှုတွေကြောင့်ဦးမကွဲတိုင်းမပြတ်နဲ့ပဲပွဲပြီးသွားခဲ့ရတဲ့မိုင်ယာမီနဲ့အဲယာလီအလုံးကရေကုန်ဆဲလို့ရှားစွာနဲ့စောင့်မြုံနေကြတဲ့ကလပ်ကပဖလားပြိုင်ပွဲကတော့မက်ဆီနဲ့စတင်ပြီးတော့ဖွင့်လှစ်လိုက်ပြီးပဲဖြစ်ပါတယ်အဲယာလီနဲ့အင်နာမန်မီတို့ရှင်ပိုင်ကစားခဲ့ကြပြီးဂိုးမရှိသေးတဲ့ပွဲပြီးဆုံးသွားခဲ့ရပါတယ်နှစ်သင်းဆုံးအချိန်နဲ့ကစားခဲ့ကြပြီးတော့မိုင်ယာမီကတော့ပူတာပေမဲ့အဲယာလီဂိုးလ်မားလက်စွမ်းပြသွားခဲ့တာကြောင့် မိုင်မီတို့လည်းတီတမှတ်နဲ့ပဲကျင်းနှားလိုက်ရတာပါအဲလီကပထမအိမ်မှာပုံပုံလွှမ်းမှုကစားခဲ့တယ်သူတို့ရဲ့ကစားပုံကအလဲတိုင်းမှာထိန်းချုပ်မှုရှိပြီးတော့ဘောလုံးပိုင်ဆိုင်မှုမှာမိုင်မီထက်အနည်းငယ်တားခဲ့ပါတယ်အီမန်အက်ရှာဝါထရစီဂေရိုကအဓိကဖန်တီးမှုတွေလုပ်ပေးခဲ့တယ်အဲလီကမိုင်မီရဲ့ခံစပိုင်းမှာအားနည်းချက်ကိုအသုံးချဖို့ကြိုးစားခဲ့တယ်အထူးသဖြင့်ဘတ်စကွတ်နဲ့ရီဒိုနိုတို့ကအလဲတိုင်းမှာနေရာယူမှုမြင့်တက်နေတဲ့အခါအဲလီကဒါကိုကြော်ဖြတ်ပြီးတော့တိုက်စစ်ဆင်မှုပြန်ကြိုးစားခဲ့တယ်အဲလီရဲ့အခွင့်အရေးတွေမှာ43မြန်မာရတဲ့ပန်နာတီနဲ့ထရစီဂေရဲ့ပြတ်သားတဲ့အခွင့်အရေးတွေပါဝင်ခဲ့ပါတယ် ဒါပေမဲ့မိုင်မီဂိုးသမားအော်စကာအက်တာရီရဲ့လက်စွမ်းပြမှုတွေကြောင့်မိုင်မီတို့ကန်ကောင်းသွားခဲ့ရပါတယ်။ SRI ကဒီပွဲမှာပန်နတီပါဝင်၈ချိန်နီ save လုပ်နိုင်ခဲ့တာပါ။ဝက်ဆန်ဘူအာလီကလည်းအာလီတို့တိုက်စီမှာလှုပ်ရှားမှုကောင်းပြီးတော့အလဲပိုင်းမှာ overlap ဖန်တီးပေးနိုင်ခဲ့တယ်။အာလီရဲ့အားနဲ့ချက်ကတော့အဆုံးသတ်ပိုင်းအားနဲ့လွန်းနေတာပါ။တကယ်ဆိုရင်ပထမကစားခဲ့တဲ့ခြေစွမ်းတွေကအာလီကအ ਨੇ ဆုံး၃လေးဂိုးလောက်တောင်မှရခဲ့တင်တာပါ။အင်အမမီဘက်ကိုကြည့်မယ်ဆိုရင်မိုင်မီကပထမအိမ်မှာခန်းစပိုင်းမှာရုံးကန်နေခဲ့ရတယ်။မက်ဆီနဲ့ဆွာရက်စ်တို့ရဲ့တိုက်စစ်ဟာအယ်လီရဲ့ဖိအားပေးတဲ့အလဲတန်းကြောင့်အဆက်ဆက်မရှိခဲ့ဘူး။ ဒါကြောင့်လဲမန်ဘီရဲ့တိုက်စစ်ကအသက်ကြီးပြီးတော့ဖျားအောင်မှာအားနည်းမှုတွေရှိနေလို့တော့မဝေဖန်ခံရပါတယ်။အိုင်ဘတ်ခွန်ရှိကိုဝန်အစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ဝန်အစ်ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရကြောင်းလဲသတင်းပေးပါစေ။ဖုန်းပေါ်ကမှာကြားချင်တယ်ဆိုတော့ဖုန်းနံပါတ် Viber 39963လုံး03လုံး53လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဒါပေမဲ့မိုင်းမြခန်းစီကအယလီရဲ့လေမြန်နဲ့တိုက်စစ်ကိုရင်ဆိုင်တဲ့အခါအနေငယ်ဖြိုးပြဲဖြစ်ခဲ့ပါတယ်။ဒူးသင်ဘတ်စကွတ်နဲ့ရီဒွန်ဒိုတို့ရဲ့နေရာယူမှုမမှန်ကန်မှုတွေကြောင့်လေမှာအားနည်းချက်တွေဖြစ်ပေါ်ခဲ့ပါတယ်။ဂိုးမားကောင်းနေလို့သာပထမပိုင်းမှာကလေးကမိုင်းမီကိုဂိုးပြတ်မဆုံးနိုင်ခဲ့တာပါ။ဒုတိယပိုင်းမှာတော့မိုင်းမီကပွဲကိုပုံမထိန်ချုပ်ကစားလာနိုင်ပါတယ်။နီဗာမာရှယာနိုကပထမပိုင်းမှာမြင်ရတဲ့ခန်းစစ်အားနည်းချက်တွေကိုပြုပြင်ပြီးတော့လေတန်းမှာပုံမကြည့်လက်တဲ့ဖွဲ့စည်းပုံကိုသုံးခဲ့တယ်။ဒါကဆန်ဒရယ်ဇုံကနေထိုးပေါက်ကစားနေတဲ့အယာလီရဲ့ကစားအကိုတိုင်းနာတစ်ခုထိချော့ချနိုင်ခဲ့တယ်။ မက်ဆီကဒုတိယပိုင်းမှာပုံမတက်ကြွလာပြီးတော့အခွင့်အရေးကိုဖန်တီးပေးခဲ့တယ်63မိနစ်မှာရတဲ့သူ့ရဲ့ free kick ကန်းချက်ဟာဂိုးပါပြင်ဘက်ကိုထိခဲ့ပြီးတော့85မိနစ်မှာရတဲ့ပီကာရဲ့အခွင့်အရေးကိုဖန်တီးပေးခဲ့တယ်နောက်ဆုံးမိနစ်မှာလည်းမက်ဆီရဲ့အနီးကကန်းချက်ကိုအေအာလီဂိုးသမားမိုဟာမက်အရှန်နဝီကအမခန်းကာကွယ်သွားခဲ့သေးတာပါမမ်မီကဒုတိယပိုင်းမှာပုံမဖိအားပေးကစားနိုင်ခဲ့ပြီးတော့အထူးသဖြင့်ဘဲတောင်မန်ကနေဇီဂိုဗီယာနဲ့မက်ဆီတို့ရဲ့တိုက်စစ်ဆင်မှုတွေကအေအာလီခန်းစစ်ကိုအတော်လေးကိုအလုပ်ပေးခဲ့တာပါ။ဒါတောင်လည်းမာရှီယာနိုကပွဲပြီးအင်တာဗျူးမှာ ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ပို့ပြီးတော့ထိန်းချုပ်နိုင်ခဲ့ပြီးတော့ဂိုးသွင်းမှုခွေးနေလဲဖန်တီးနိုင်ခဲ့တယ်လို့ပြောခဲ့တယ်။အဲလီကဒုတိယပိုင်းမှာပထမပိုင်းကလို့မိုင်းမီကိုဖျားပေးနိုင်မှုရောကြသွားတယ်။ဒါပြင်လူစားလဲမှုတွေကတိုင်းစစ်မှာတိတာတဲ့ပြောင်းလဲမှုလည်းမဖြစ်ပေါ်ခဲ့ဘူး။အဲလီရဲ့ကစားသမားတွေပင်ပန်းလာတာကတိတာလာတယ်။အထူးသဖြင့်ဖလော်ရီဒါရဲ့ပူချိန်နဲ့ဆိုးထိုင်းမှုကသူတို့ရဲ့လှုပ်ရှားမှုထိခိုက်စေခဲ့တယ်။ဘရိုင်းမှာမိုင်းမီဂိုးသမားလက်စွမ်းပြခဲ့သူဒုတိယပိုင်းမှာအဲလီဂိုးသမားလက်စွမ်းပြသွားခဲ့ကစိတ်ငါးချိန်ရှိခဲ့တယ်။အချုပ်စွားရင်တော့နှစ်သင်းဆုံးအားနဲ့ချက်ကိုစီနဲ့ပါ။ နဖက်ကိုးသမားတွေကဒီပွဲသွေးကောင်းနေဖြစ်ခဲ့တယ်လို့ပဲဆိုရမှာပါပရိသတ်တွေကရောဒီပွဲကြီးပြကြလားဘလို့မြင်ကြလဲဗျပြောပြခဲ့ပေါ့စုံလေးကြီးပြလို့လဲအားလုံးကိုကျေးဇူးတင်ပါတယ်